ရသမြအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။အရင်တုန်းကမဟာဗီယာအမည်နဲ့တိဝဖះကိုကိုးကွယ်ပြီးတော့အယံယုံကြည်တဲ့သူတို့ ရှိခဲ့ပါတယ်။မဟာဗီယာကအမြဲတမ်းအလောက်ကနေပြီးတော့ပဲတိဝဖះကိုကိုးကွယ်စည်းကမ်းမှုတွေလှောက်ဆောင်ခဲ့တယ်။မဟာဗီယာကပါချံ၊ပြည်ချံ၊ဂျာဂရန်နဲ့ဘာသာရေးအခမ်းအနားတွေမှာ အမြဲတမ်းလိုလိုတိဝဖះလိုဝိစဉ်လေးရှိပြီးတော့ သူရရှိတဲ့ပတ်စံတွေကိုလည်းအမြဲတမ်းပျော်ပျော်ရွှင်ရွှင်နဲ့အိမ်ကိုယူလာတယ်။မှားတာပြီ။ဒီဟာကကိုဒီနေ့ရလာတဲ့ဝင်းငွေပဲ။ချစ်ကစားစရာတွေ၊ကုန်ကျပ်တွေဝယ်ဖို့အတွက်လိုတယ်လို့ပြောနေတာ။အခုကိုပေးလိုက်တဲ့ဒီပတ်စံတွေကအသုံးဝင်မှာပါ။ပြီးတော့ချစ်ကကိုရုရဲ့အနာဂတ်ရှင်သွေးလေးကိုလည်းဂရုစိုက်ရမယ်လေ။ကိုရု၊ကျမအတွက်တော့စိတ်မပူပါနဲ့။အိုးချစ်ရ။ဘယ်လိုလုပ်စိတ်မပူပဲနေနိုင်ပါလဲ။ချစ်ကလေးကပဲအိမ်အောင်ကြပြီးကလေးက ကိုရီးယားဘွားတွေကိုပျော်ရွှင်မှုတွေအများကြီးဝင်လာအောင်လုပ်ပေးခဲ့တာလေကိုရီးယားအနာကကလေးလေးကိုလည်းပျော်ရွှင်မှုတွေအများကြီးပေးနိုင်အောင်လုပ်ပေးမှာပါရှေးလျှောက်လေကိုကဒီချက်ပို့ပြီးတော့အလုပ်တွေကိုစ조사လုပ်ကင်သွားမှာဒီနေ့မှာတော့မဟာဗိယာတယောက်ကဘာသာရေးခန်းနာတစ်ခုကိုသွားဖို့အတွက်ပြင်ဆင်နေတယ်ကိုနားထောင်ပါဦးဒီနေ့အပြင်မှာမိုးတွေအရန်ရွာနေတယ်အဲ့ဒါကိုအခုချိန်နေနေကိုကဘယ်ပွဲတော့ဘလို့သွားမှာလဲ ချစ်ကိုအဲ့လိုသွားဖို့ကအရန်အရေးကြီးတယ်ကိုကဒီပွဲတော်အတွက်ပတ်စံကြိုးယူထားပြီးသားလေဒီနေ့အပြင်မှာမိုးရွာသည်ဖြစ်စေစောင်းနှင်းပဲဖြစ်စေနှွေရသည်ပဲဖြစ်စေကိုတို့ကစူးစမ်းပြီးတော့အလုပ်လုပ်ရမယ်လေတကယ်လို့ကိုသာလုံးမလုံးရင် ကိုရဲ့အနာဂတ်ကလေးလေးနဲ့ချစ်ကိုဘလို့လို့ဂရုစိုက်နိုင်ပါလေပြီးတော့ကိုညင်းလိုက်ရင်လည်းပွဲအတွက်ကမကောင်းဘူးအာအခုကိုရဲ့ဖုန်းတန်တော်မိလာပြီဟယ်လိုဟုတ်တယ်ဗျာပြောပါ အခုကျွန်တော်တို့တွေပွဲတော်ကိုမလာနိုင်သေးဘူးပြီးတော့အပြင်မှာလည်းမိုးတွေကအရန်ရွာနေတယ်အာဘီယာတို့လမ်းကြားမှာလည်းရေတွေကရှန့်ဝင်နေတယ်ကျွန်တော်တို့ရဲ့ဘန်ကားကအထဲကိုဝင်လို့မရဘူးမိကပ်ပညာရှင်ကလည်းကျွန်တော်တို့နဲ့အတူတူပါလာတယ်အခုမဟာဘီယာဒီလိုလုံးလိုက်ပါလားအကိုမဟာဗီယအနေနဲ့မိကပ်ကိုကားထဲမှာပဲပြင်ဆင်လိုက်လေအဲ့လိုလုပ်မယ်ဆိုရင်အစီအပြင်းတော့ထီးယူလာခဲ့ပေါ့ဟုတ်ကဲ့ဗျာ အကိုအဲ့ဒီနေရာမှာပဲစောင့်နေပါကျွန်တော်လာခဲ့မယ်ချစ်မာသာဘီကိုကိုထီးပေးပါဦးကိုလမ်းမကြီးကိုလမ်းလျှောက်သွားလိုက်မယ်တန်ကားလမ်းစားလေးကိုဝင်မလာနိုင်ဘူးတဲ့ကိုလမ်းမှာပဲပွဲအတွက်လိုအပ်တာအားလုံးကိုပြင်ဆင်လိုက်မယ်မာဘီယာတယောက်ကထီးနဲ့အတူလမ်းစားလေးကနေထွက်ခွာသွားနေတော့မှာရုတ်တရက်ဆိုသလိုနယံတစ်ခုကပြိုကျလာပြီးတော့အပြက်စီးတွေကမဟာဘီယာရဲ့ညာဘက်ခြေထောက်ပေါ်ကိုပြိုကျလာတယ် အဲဒါကြောင့်မမဟာဗီယာတယောက်ကကျဲလောင်စွာနဲ့အော်ဟစ်လိုက်ပါတယ်။ရက်ကွက်ချဲကလူတွေဟာမဟာဗီယာရဲ့အတန်ကိုကြားလိုက်တာနဲ့အပြင်ကိုထွက်လာကြတယ်။အဲဒီစဉ်အတော်အတွင်းမှာပဲမဟာဗီယာရဲ့နာမည်ကိုကြားလိုက်ရတာကြောင့်မာဂျာဗီကလည်းအဲဒီနေရာကိုရောက်လာပါတယ်။မာဂျာဗီကသူမရဲ့ခင်မိုးမဟာဗီယာကို အမြန်မဲစေယုံခေါ်သွားလိုက်ပါတယ်။ဆရာဝန်ကြီး၊ကျမယောက်ျားအချင်းကြီးကအဆင်ပြေမှာပါနော်။ သူ့ရဲ့ခန္ဓာကိုယ်မှာပြင်းထန်တဲ့ဓာတ်ရတော့မရသွားလောက်ပါအောင်နော်အဲ့ဒါကိုတော့ကြည့်ရပါအောင်မယ်ကျွန်တော်တို့တွေလည်းအခုချိန်မှာမိန်းကလေးရဲ့ခင်မိုးအချိန်ဒီကိုဘာမှမပြောနိုင်သေးဘူးမိန်းကလေးရဲ့ယောက်ျားကညာဘက်ခြေထောက်အပြက်စီးရင်းနဲ့အလေးချိန်ကြောင့်မလို့ဆူဆူရဓာတ်ရရထားတယ်ကျွန်တော်တို့တွေစစ်ဆေးပြီးမှပဲပြောနိုင်မယ်အိုးဟိုဘောလေးနဲ့ညီမယောက်ျားဘာရီများဖြစ်ပြခဲ့တာလဲဖခင်သခင် မြမရဲ့ယောက်ျားကိုကျေးဇူးပြုပြီးပြန်လဲကျမ်းမာလောင်လုပ်ပေးပါခင်မိုးတယ်ဘာမှကြီးကြီးမားမားမဖြစ်ပါစေနဲ့မာတာပြီကိုကိုကိုကယူဆိုင်ပါအောင်မြမမှာကိုဝင်ရှိနေတာလေမြမအခုလိုဆက်ပြီးတော့ငိုနေခလေးကိုထိခိုက်လိုက်မယ်မြမလေးရဲ့အရာရာအဆင်ပြေသွားမှာပါဘောလေးနဲ့ဘရားကိုသာယုံကြည်ပါ သူကမဟာဘရားတခုခုလုပ်ပေးနိုင်မှာပါအမားတို့ကညီမနဲ့ကလေးကိုထိခိုက်အောင်လုပ်မဲ့ဖြစ်ရတွေကိုတော့ခွင့်ပြုမှာမဟုတ်ဘူးနော် မာရာဗီကြီးကျွန်တော်တို့အများကြီးစူးစမ်းခဲ့ပေမဲ့အမယောက်ျားရဲ့ညာဘက်ခြေထောက်ကလုံးဝအသက်မရှိတော့ဘူးလှောက်ရှားမှုကိုမရှိတော့တာအခုချိန်အစပြီးတော့ကြံတဲ့သူ့ဘဝတစ်လျှောက်လုံးကိုဂျိုင်းတောက်အခုညီနဲ့ပဲလမ်းလျှောက်ရလိမ့်မယ်ချစ်ကလေးမာတာဗီကိုရဲ့ခြေထောက်ကပျက်စီးသွားပါပြီကိုအလုပ်တွေကိုဆက်လုပ်နိုင်တော့မှာမဟုတ်ဘူးကိုရဲ့တဘဝလုံးကိုဒီခြေထောက်တွေနဲ့အသက်မွေးဝမ်းကြောင်းခဲ့တာလေအခုတော့ကိုကမတန်ဆွမ်းဖြစ်သွားပြီ ကိုရဝမ်းမနေပါနဲ့ဖះကချစ်ကလေးတို့ကိုစမ်းသပ်နေတာဖြစ်နိုင်တယ်ကျမတို့ဒီစမ်းသပ်မှုကိုအောင်မြင်အောင်ကြော်ဖြတ်ရမယ်လေကျမကကိုရဲ့တတ်တီလေးဖြစ်ပြရစေကိုစိတ်ဓာတ်လုံးဝကြမသွားပါနဲ့နော်မဟာဗျာရဲ့ခြေတော့ကတကယ်ပဲပျက်စီးသွားပြီးတော့ဂျိုင်းတောက်တွင်နဲ့အကူအညီယူပြီးလမ်းလျှောက်ခဲ့ရပါတယ်အဲဒါကြောင့်မဲမာတာဗျာအခုချိန်မှာသူရဲ့အသက်မွေးဝမ်းကြောင်းဖြစ်တဲ့အလုပ်ကိုလုံးဝမလုပ်နိုင်တော့ပါဘူး မဟာဗျာတယောက်သူ့ရဲ့အလုပ်တွေရက်တန့်သွားတဲ့အခါသူ့ဘီနာကတငယ်ချင်းတွေကလည်းမဟာဗျာကို ကြောက်ခိုင်းသွားကြပါတယ်။မဟာဗျာတယောက်ပျော်ရွှင်နေတဲ့အချိန်တွေမှာတော့အားလုံးကတငယ်ချင်းတွေပဲဆိုပေမယ့်ဝမ်းနေနေတဲ့အချိန်မှာတော့သူ့ရဲ့မိသားစုဟူ၍တယောက်မှကိုမရှိတော့ပါဘူး။တပြေးပြေးနဲ့မဟာဗျာတို့ရဲ့မိသားစုကငွေကြေးပြဿနာတွေနဲ့ရင်ဆိုင်လာရပြီးတော့အယမ်းဆင်းရဲသွားပါတယ်။ မာတာဗီကလည်းကိုဝင်ရှိနေတယ်ဆိုပေမဲ့လုံလောက်တဲ့အစားအစာကိုမစားခဲ့ရပါဘူး။အဲဒီအတွက်ကြောင့်မာတာဗီကအယံကိုအားနေလာခဲ့တယ်။ဒီနေ့မှာတော့မာဗီယာတယောက်အယံကိုငိုကြွေးပါတော့တယ်။အိုးဘောလေးနဲ့ကျွန်တော်တို့အခုဘလို့အချိန်နေမျိုးရောက်နေလဲဆိုတာခမားမြင်နိုင်ပါတယ်။ကျွန်တော်မှအခု မာတာဗီကိုအစားအစာဝယ်ကြွေးဖို့တောင်ပတ်စံမရှိဘူး။ကျွန်တော်တူမအတွက်အစားအစာရဖို့လိုအပ်ပါတယ်။ အဲ့ဒီတနာစရာကောင်းတဲ့မိန်းကလေးကလေကျွန်တော်ကိုလည်းဝင်ပြီးမှဆိုလို့ဘာမှမပြောပါဘူးကျွန်တော်ဇနီးမာတာဘီကအမြဲတမ်းလိုလိုရတာလေးနဲ့ပဲတိတ်တိတ်ဆိတ်ဆိတ်စားတယ်ဖရာသခင် မနှက်ပြန်က မာတာဘီရဲ့မဟာဒီပရတီဥပုံနေဖြစ်နေပေမဲ့လည်းကျွန်တော်တို့အိမ်မှာစားစရာတစ်စိတောင်မရှိပါဘူးမာတာဘီကဘလို့လို့ပြီးတော့အသီးနှံတွေကိုစားရင်းနဲ့ဥပုံကိုပြီးအောင်စားနိုင်ပါမလဲ ဖရာသခင်ကျွန်တော်ကိုကျေးဇူးပြုပြီးတော့ကူညီပေးပါအောင်။မာဗီယာတယောက်ကမာဂျာဗီကိုမပြောဘဲနဲ့သူ့ရဲ့ဇိုင်းတာအကူအညီနဲ့အလောက်ရှာဖို့အတွက်ထွက်သွားပါတယ်။သွားနေတဲ့လမ်းမှာလည်းဘောလီနဲ့ဖရာရဲ့ဖရာကြောင့်ရှိတယ်။ဒါပေမဲ့မာဗီယာကဖရာကိုဖူးမြော်ဖို့အတွက်လှေကားတော့မတန်နိုင်ခဲ့ပါဘူး။ဒါကြောင့်မဲသူကအပြင်ကနေပြီးတော့ပဲဘောလီနဲ့ဖရာကိုဥညွတ်ပြီးရှေ့ဆက်သွားခဲ့တယ်။အဲဒီနောက်မှာမာဗီယာကိုရွာသားတယောက်ကလှမ်းခေါ်လိုက်ပါတယ်။ ဖယားမာဝိယဖယားဂျာကပန်းရောင်းသူမာဂျန်ရဲ့အတန်ပဲဟေးမာဂျန်ဖယားအကောကဒီမှာရှိနေတာ ਉ ဟုတ်တယ်မာဝိယညီလေးကိုလည်းမတွေ့ရကြဘူးနော်ဂျာကဘာတွေလဲမာဝိယညီလေးဘာဖြစ်တာလဲအခုအကိုမြင်နေရတာကဘာလဲဘလို့ဖြစ်တာလဲညီလေးရဲ့မဟာဗျာကပန်းရောင်းသူမာကျန်ကိုသူ့ရဲ့အဖြစ်ပြအကြောင်းဖြစ်ချောင်းကုန်စင်ပြပြခဲ့ပါတယ် ရာအဘိယရဲ့ဝမ်းနည်းပွဲစကားတွေကိုကြားရတော့မာတရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲလာတယ်။တခုလုပ်ရမယ်။ဒီလိုလုပ်ပါညီလေး။အကိုကစပိန်နဲ့ပန်းကုန်းတွေရောင်းလာ။မနက်ဖြန်မဟာတီပရတီနေ့လေ။အကိုညီလေးကိုပန်းတဲ့စီကနေဘဲပရတီပန်းတွေယူပေးမယ်။အဲ့ဒီပန်းတွေနဲ့ညီလေးအပြင်မှာတီဝဖခင်အကြောင်းရဲ့အပြင်မှာထိုင်ပြီးတော့ရောင်းလိုက်နော်ပြီးတော့အဲ့ဒီကနေညီလေးအတွက်တင်းငယ်တဲ့ဝင်ငွေလေးရလာနိုင်တာပေါ့ အကိုပြောတဲ့အတိုင်းဒါကဖြစ်ကိုဖြစ်စေရမယ်။အဲ့ဒါဆိုညီလေးလည်းမနှက်ပြန်တိဘရတီဥပုံနဲ့တွာပစ္စည်းဝင်လို့ရတာပေါ့။အကိုမှကြံပါရ။ဒါကတော်တော်ကောင်းတဲ့အရာတစ်ခုဖြစ်လိမ့်မယ်။အဲ့ဒါကြောင့်အကိုကျေးဇူးပြုပြီးကျွန်တော်အတွက်ပန်းနဲ့ဘဲရွက်လေးတွေယူလာပေးပါ။အကိုကတော့ကျွန်တော်အတွက်ဒီလောက်ထိတောင်စဉ်းစားပေးတာ။တကယ်ကိုမှကျေးဇူးကြီးမားတာပဲ။ဒါကအကိုလောက်တာမဟုတ်ပါဘူးညီလေး။တိဝဖေကလောက်တာပါ။ ဒီကဘာပေါ်မှာဖြစ်သမျှအရာအလုံးကဖခင်ရဲ့ဆန္ဒအတိုင်းဖြစ်နေတာပဲလေပန်းရောင်းသူမာတန်ကပန်းဆိုင်ကနေမဟာဗိယအတွက်ပန်းနဲ့ဘဲလ်ရွက်တွေကိုယူပေးပြီးတာနဲ့မဟာဗိယကိုအိမ်ပြန်ပို့ပေးပါတယ်။နောက်တနေ့မှာတော့မဟာဗိယတယောက်ကပန်းနဲ့ဘဲလ်အရွက်တွေကိုယူပြီးဖခင်ဆောင်ရဲ့အပြင်ဘက်မှာရောင်းဖို့အတွက်ထိုင်နေပါတယ်။ဂျာဗင်မဲတချို့သူတွေပြောသလိုပဲမဟာဗိယတယောက်အခုလိုအလုပ်ဖြစ်နေတာကိုမမြင်ချင်းကြဘူးတဲ့။ရွာကသူတို့တွေမှာ အရာရာရှိနေနိုင်ပေမဲ့လေလိုအပ်တဲ့သူကိုဘယ်လိုကူညီရမလဲဆိုတာသူတို့မသိဘူးဖះဆောင်ရဲ့အပြင်မှာလည်းပန်းရောင်းတဲ့ဆိုင်ဒီဇိုင်းပဲရှိတယ်။ဆိုင်ရှင်ကမဟာဗီယာကိုစတင်စကားများပြီးတခုခုပြောလိုက်ပါတယ်။မဟာဗီယာမင်းကဘသူ့အခွင့်အရေးမီဒီမှာထိုင်နေရတာလဲ။ငါကဒီမှာပန်းဆိုင်ဖွင့်လာတာနှစ်ပေါင်းများစွာရှိနေပြီ။ပြီးတော့ဒီနေ့ကမဟာတီဘရတီနေ့ဆိုတော့ငါကောင်းကောင်းဝင်ငွေရှာမယ့်အချိန်ပဲ။ အဲ့တော့မင်းကအခုဖခင်เจ้าရဲ့အလဲကိုရောက်လာပြီးတော့ငါးပိုက်ကိုကန်တာပဲညီလေးအခုတကယ်ပတ်စံလိုနေလို့ပါခဏလေးပဲဒီမှာထိုင်ပြရစီဒီမှာကပန်းနဲ့ဘဲအရွက်နည်းနည်းရောင်းပြီးရင်သွားပါမယ်ကြည့်ရတာအကိုကကျွန်တော်စကားတလုံးမှနားထောင်မှာမဟုတ်ဘူးအကိုကိုယ်တိုင်ထွက်သွားမှာလားဂျာမမဟုတ်ရင်အကိုကိုကျွန်တော်ကိုယ်တိုင်တွန်းထုတ်ရမလားပြီးတော့အကိုကဘဲကနေရောက်လာမှလည်းမသိဘူးအဲ့ဒါကိုလုပ်ငန်းအသစ်စတော့ ျွန်တော်ရဲ့လုပ်ငန်းကိုပျက်စီးစေလေ။တနာကြကောင်းတဲ့မဟာဘီယာတယောက်ကဂျိုင်းတောက်ကူညီနဲ့ဖះဆောင်ပြီးမှပန်းကုန်းနဲ့ဘဲပါထရီတွေကိုကင်ပြီးတော့ရက်နေရပါတယ်။ဖះဆောင်ကိုဝင်းထွက်သွားလာနေသူတွေကမဟာဘီယာကိုမြင်ကြပေမဲ့လေမဟာဘီယာရဲ့ရှင်တွေကိုမြင်ပြီးတော့ဘသူကမှသူ့စီကပန်းကုန်းနဲ့ဘဲပါထရီတွေမဝဲကြပါဘူး။အဲအကြောင်းပဲဘောလီနဲ့ဖေယားကိုတတိယသွားတဲ့မဟာဘီယာကတော့ခါခါတီတီငိုကြွေးပြန်ပါတယ်။အိုးဘောလီဘဘာ အခုညတော်ဖြစ်တော့မယ်။ဖះเจ้าကိုလူအလုံးကဖျက်သွားကြပြီ။ဘသူမှလည်းကျွန်တော်စီမှာ ပန်းကုန်းနဲ့ဘဲပါချူရီမဝဲကြဘူး။အခုကျွန်တော်ကဘာကိုယူပြီးအိမ်ပြန်ရမှာလဲ။ကျွန်တော်ရဲ့ဇနီးမာတာဘီက မနဲ့ခရဲကဆာလောင်ငတ်မွနေပြီ။ကျွန်တော်ကိုစောင့်နေမှာတေးကြတယ်။အိုးညီလေးမင်းမှာဘဲပါချူရီနဲ့ပန်းကုန်းတွေရှိရလား။အရှိဆိုင်ကပိတ်နေပုံရတယ်ကွ။အဲ့ဒါကြောင့်အကိုညီလေးကိုရှာတွေ့တာ။ အခုဘန်းတွေပေးပါအောင်အာဟုတ်ကဲ့ကိုညီလေးချက်ချင်းယူလာပေးပါမယ်ခနားဆောင်ပါကျွန်တော်ကားရဲထွက်လာခဲ့ပါမယ်မဟာဗီယာကိုမြင်တော့အဲ့ဒီလူကြီးကတုံ့လောက်သွားတယ်မဟာဗီယာဟေ့ညီလေးမင်းအခုမှတ်မိလားအကိုကဒါနက်ပါ အကိုမင်းနဲ့အတူတူဂျာဂရန်ကီတန်နဲ့ဘာသာရေးပွဲတွေမှာ အများကြီးလုံးလုံးဖူးတယ်လေဟုတ်ပါတယ်ကိုအခုကျွန်တော်မှတ်မိပါတယ်ဒါနက် ်အကိုနဲ့မတွေ့ရတာတောင်ကြာပြီပဲအကိုရဲ့မေရောအခုဘလို့နေသေးတယ်အဆင်ပြေရလားအမေကလုံးဝအဆင်ပြေပါတယ်အဲ့တော့အညီလေးကအကိုတို့ပတ်စံနဲ့ကူညီပေးခဲ့တာလေအဲ့ဒီကျွတ်အကိုညီလေးကိုအရန်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ဒီနေ့အကိုညီလေးရဲ့တီးချင်းလေးကိုမြင်လိုက်ရတာကအရန်ဝမ်းနည်းမိတယ်မဟာဗီယာနဲ့ဒါနက်ရှ်တို့တငယ်စဉ်တွေကအကြအကြီးစကားပြောခဲ့တယ်ဒါနက်ရှ်ကတော့အခုတိဝဖရားရဲ့ကျေးဇူးတော်ကြောင့်အကိုပတ်စံမရှားတော့ဘူး တစိမ်နှောင်းကလူတိုင်းဟာအကိုကိုကြောခိုင်းသွားကြတယ်။အဲ့ချိန်မှာညီလေးကပဲအကိုကိုကူညီခဲ့ပြီးတော့အကိုမင်းရဲ့အသက်ကိုကယ်ပေးခဲ့တာလေ။ဒီနေ့တော့မင်းအလဲရောက်ပြီ။ငါကူညီပေးတော့မှာပါ။ညီလေးနောက်ထပ်ဘလို့နာကျင်မှုမျိုးကိုမှအရာတော့မှာမဟုတ်ဘူး။အကိုကြီးမှရှိနေပြီ။ဌာနက်ကမဟာဗျာကိုပြေးဖက်လိုက်ပါတယ်။နောက်တော့မဟာဗျာကလည်းဌာနက်ကိုအင်ခေါ်သွားပါတယ်။မာဒာဗီကလည်းဌာနက်နဲ့တွေ့ရလို့အယံပျော်ရွှင်နေခဲ့တယ်။ ။တိဝဖခင်ကမဟာဗိယရဲ့ကိုကျုံးမဖက်တဲ့လောက်ရဲ့အတွက်ဆုလက်ကိုပေးခဲ့ပါတယ်။သူတငယ်ချင်းဌာနရှိအကူကြီးနဲ့မဟာဗိယတယောက်ကလည်းကုသမှုကနေပြန်လဲတက်တာလာတယ်။ဒါနဲ့ငယ်ကြပြီးတဲ့နောက်မှာမာကြဗိကလည်းလှပတဲ့ကလေးလေးတူကိုမွေးဖွားခဲ့တယ်။တပြေးပြေးနဲ့တိဝဖခင်ရဲ့ကျေးဇူးတော်ကြောင့်မဟာဗိယနဲ့မာတာဗီတို့ရဲ့ဒုက္ခတွေအားလုံးကလည်းပြေပြောက်သွားခဲ့ရပါတော့တယ်။ ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါဦးเนาะပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်